င်္ဂလာပါရှင်ဒီနေ့ကျမတို့ကျန်းစာတွေကတကက်ကိုအေးပါပြီးအတွေးတွေကို လုံနိုးစေမဲ့အခန်းတစ်ခန်းကို အတူတူ အသေးစိတ်လေ့လာကြည့်ကြရအောင်ဒါကတော့သမတ်တိကျမ်းယောမဩဝါဒစာ အခန်းကြီး၄ပါပဲဟုတ်ကဲ့ကျမတို့လေ့လာမှုအတွက်ဒီကအခြေခံမှာကတော့ The Wise Believers ကပြုစုထားတဲ့အချက်လက်တွေဖြစ်ပါတယ်อืมဒီအခန်းကလည်း လူတွေဖျားပခင်ရှင်းမှာဘယ်လိုနီးနဲ့မန်ကန်နဲ့ဖြောင်းမတ်တယ်လို့အတိမတ်ပြုခံရမှလဲဆိုရက်အခြေခံကြတဲ့မေခွန်းကြီးကိုဖြည့်ရှင်းထားတာဟုတ်ပါတယ်တကယ်အတိကမေခွန်းပဲအထူးသဖြင့်ဂျူးလူမျိုးတွေအရန်လေးစားတဲ့ဘိုးဘေးကြီးအာဗရာဟမ်သူ့ဘဝဇာတ်ကြောင်းကိုတုံးပြီးတော့ယုံကြည်ခြင်းအားဖြင့်ဖြောင်းမတ်ရရောင်းခြင်းဆိုရက်အယူအဆလိုတင်ပြထားတာကစိတ်ဝင်စားစရာပဲမှန်ပါတယ်ဒီနေ့ကျမတို့ရဲ့ယဉ်မှန်းချက်ကတော့ဒီယူဆတဲ့အတိန်နဲ့သူ့ရဲ့ အဲတော်လန်ပြောင်းလဲစီတဲ့သဘောတဘာဝနောက်ပြီးဒီနေ့ခေတ်ကျမတို့ဘွားရတဲ့အတွက်ဘလို့သက်ဆိုင်နေလဲဆိုတော့ကိုနက်နက်ဆိုင်ဆိုင်နားလဲဖို့ပါပဲကဲဆက်လိုက်ကြအောင်ဟုတ်ကဲ့ယောမအခန်းကြီး၄ဟာရှင်ပေါလုတင်ပြတဲ့ A1 ဂေလီတရားရဲ့အသေးနှလုံးလို့တောင်ပြောလို့ရပါတယ်ဗျာဖယားသခင်နဲ့လူသားချားကဆက်ဆံရေးပြန်ကောင်းဖို့နီလန်ကလူရဲ့စ조사မှု ဟိုဘာသာရေးထုံးတန်းတွေကိုလိုက်နာတာမျိုးအဲ့ဒါတွေပေါ်မူတည်တာမဟုတ်ဘူးဖျားသခင်ကိုယုံကြည်ကိုးစားခြင်းအပေါ်မှာအခြေခံတဲ့ဆိုတော့ကို အခိုင်အမာတက်တည်ထူထားတဲ့အခါမှာအာဗဟံကိုနမူနာပြထားတာကပို့ပြီးကြအားကောင်းစီတယ်နော်ဟုတ်ပါတယ်အထူးသဖြင့်အားကောင်းတယ်ဘာလို့လဲဆိုတော့ဂျူးဒီအသက်အင်မတန်အရေးပါတဲ့ပြည့်ညက်တရားပေးတာတို့အရေးဖျားလိချင်းတို့ အဲ့ဒီအမတ်လက္ခဏာတွေမတိုင်ခင်ကတည်းကအာဗြဟံဟောယုံကြည်ခြင်းကြောင့်ဖြောင့်မတ်တယ်လို့အတိမတ်ပြုခံကြရတယ်ဆိုတာကိုထောက်ပြထားလို့ပါပဲဟုတ်ပြီဒါဆိုပထမအပိုင်းရဲ့ဆက်ဆုံးကိုကြည့်အောင်ရှင်ပေါလုကမေခွန်းတစ်ခုနဲ့စထားတယ်နော်ဟုတ်ကဲ့အာဗြဟံကသာသူ့ရဲ့ကောင်းမှုကုသိုလ်တွေအချင်းတွေကြောင့်ဖျားရှိမှဖြောင့်မတ်တယ်လို့သတ်မှတ်ခံရရင်သူ့ဘာကြွားစရာရှိမှာပေါ့ဒါမျိုးဟွန်းဘာကြွားစရာရှိမှာပေါ့ဒါပေမဲ့ကျန်းစာကအဲ့ဒါလိုမပြောဘူး ကဘာဦးချင်း56ကိုကိုးကားပြီးတော့အာဗရန်ဒီဘုရားသခင်ကိုယုံကြည်သည်ဖြစ်၍ထိုယုံကြည်ခြင်းကိုဖြောင့်မတ်ခြင်းဟု၏မှတ်တော်မူ၏လို့ဆိုတယ်။အ í ဖြောင့်မတ်ခြင်းလို့မှတ်ယူတယ်ဆိုတဲ့စကားလုံးကအဓိကတော့ချစ်ပိတ်တင်နေရှင်။ဟုတ်ပါတယ်။ဒါကိုနည်းနည်းလေးပိုရှင်းအောင်ပြောပြပေးလို့ရမလား။ဒါကဘလို့သဘောမျိုးလဲ။တရားရုံးကအဖြစ်မရှိဘူးလို့ဆုံးဖြတ်လိုက်ကြမျိုးလား။ဒါတကယ်ကောင်းတဲ့မိခုံးပါပဲ။မှတ်ယူတယ်ဆိုတဲ့စကားလုံးကလေ Greek law logisomai ပေါ့ ဒါကစိမ့်ကဲ့မညာသဘောမျိုးဒါမှမဟုတ်ဥပဒေသဘောမျိုးမှာတုံးတဲ့စကလုံးဆိုလိုတာကအဲ့ဒီຢာက ကို့မှာမူလကမရှိဘူးဒါပေမဲ့ကို့ရဲ့ account တွေကိုထည့်ပေးလိုက်တာမျိုးကို့တို့လိုသတ်မှတ်ပေးလိုက်တာအိုးဥပမာခုနပြောသလိုတရားရုံးမှာအဖြစ်သားတယောက်ကိုတရားသူကြီးကအဖြစ်မရှိဘူးဖြောင့်မတ်တယ်လို့ချိန်ညာလိုက်တာ ਨੇ တူတယ်အဲ့လူကသူ့အချင်းကြောင့်ဖြောင့်မတ်သွားတာမဟုတ်ဘူးလေတရားသူကြီးရဲ့ချိန်ညာချက်ကြောင့်ဖြောင့်မတ်သူဖြစ်အတိမတ်ပြုခံလိုက်ရတာဟွန်း အတိအမတ်ပြုခံလိုက်ရတာဒီနေရာမှာရှင်ပေါလုကနောက်ထပ်ခြားနာချက်ကိုပြတယ်အလုံးလုံးလို့ရတဲ့လာစာအဲ့ဒါကအကျွေးဆက်တာနေတူတယ်နောက်တစ်ခုကကြီးစုတော့ဒါကလက်ဆောင်အဲ့ဒီနှစ်ခုကြာကကွာခြားချက်ကိုပုံဖော်ပြတယ်ဟုတ်ကဲ့အလုံးလုံးရင်လာစာရတာကကိုအခွင့်ရေကိုလွတ်အခါပဲဒါပေမဲ့ဖျားတခင်ရှေ့မှာဖြောင်းမှချင်းကဒီလိုမဟုတ်ဘူးကိုအချင်းအဖျင်းရယူတာမဟုတ်ပဲ ဖျားမှတ်သူတွေကိုတောင်ဖျောက်မှတ်စီနေတဲ့ဖျားတခင်ရဲ့ကရုဏာတော်ကိုယုံကြည်လိုက်တဲ့အခါအဲ့ဒီယုံကြည်ခြင်းကိုပဲဖျောက်မှတ်ခြင်းအဖြစ်ဖျားတခင်ကလက်ဆောင်အဖြစ်သတ်မှတ်ပေးလိုက်တာ။အော်ဆလိုရိုက်ကကိုစူးစားလို့ရတဲ့အစဉ်အတန်းမဟုတ်ပဲကို့မှာလုံးဝမရှိတဲ့ဖျောက်မှတ်ခြင်းကိုဖျားတခင်ကယုံကြည်လိုက်တာနဲ့ကို့အပေါ်မှာအလကားပေးလိုက်တာပေါ့။အတိကြပါပဲ။ကို့အကောင့်ထဲကိုပိတ်ဆိုင်ထည့်ပေးလိုက်တယ်လို့ပဲကိုရှာလို့ရတာမဟုတ်ဘူး။လုဆောင်မှုကြောင့်မဟုတ်ဘူး။ ဖျားတကယ်ရဲ့ကျေးဇူးတော်တသက်ကြောင့်ရရှိတဲ့အခြေအနေတစ်တကူပါတာဂိုပိုခိုင်မှာတွားအောင် ရှင်ပေါလုကဘာလုပ်တယ်လဲဆိုတော့တာဝဲမင်းကြီးရဲ့စာလံ32ကို ထက်ကိုကားတယ်ဟုတ်ကဲ့အကျင့်တရားနဲ့မဆိုင်ပဲအဖြစ်လူချင်းခံရပြီးဖြောင်းမှတ်တယ်လို့မှတ်ယူခံရတဲ့သူဟာမင်္ဂလာရှိတယ်ပျော်ရွှင်ချမ်းမြေ့တယ်လို့တာဝဲကရေးခဲ့တယ်လीအင်းဒီတော့အဓိကချက်ကရှင်းနေပြီ ဖြောင်းမှတ်ခြင်းဟာကိုယ်တိုင်ပင်ပန်းခံရှာဖွေရတဲ့ရာမဟုတ်ဘူး ဘုရားသခင်ကအောင်းစရာကရုဏာတော်နဲ့ပေးအပ်တဲ့လက်ဆောင်ဖြစ်တယ်။ရှင်းတော့ပါပြီ။ကောင်းပြီ။ဒါဆိုရင်ဒုတိယပိုင်ငယ်9စချီကိုဆက်ကြည့်အောင်။ဒီမှာရှင်ပေါလုကဒီယူဆကိုပိုးခိုင်မအောင်အချိန်ကြိုက်တိုင်းမင်းမနော်အဲ့လိုတုံးပြီးထပ်ရှင်းပြတယ်။ဒီအချက်ကတကယ့်ကိုစိတ်ဝင်စားဖို့ကောင်းတယ်ရှင်။ဟုတ်ကဲ့။ကိုက်ကဘာကြောင့်ဒီလောက်တော်အရေးကြီးရလဲ။ဒါကသမိုင်းအချက်လက်တစ်ခုတက်တက်မဟုတ်ဘူးလားရှင်။ဒါကသမိုင်းအချက်အလက်တက်တက်ထက်အများကြီးပိုပါတယ်ဗျ။ရှင်ပေါလို့အတွက်ကတော့ ာဟာသူ့ရဲ့အဓိကညင်းခုန်ချက်အတွက် အခရာကြတဲ့အချက်ပဲ။ကျမ်းစာကဘာဦးကျမ်းကိုပြန်ကြည့်ရင်တွေ့လိမ့်မယ်။အာဗြဟံဟာဖျားသခင်ကိုယုံကြည်လို့ဖြောင့်မတ်တယ်လို့အတိမပြုခံရတာကကဘာဦးကျမ်းအခန်းကြီး15မှာဟုတ်ကဲ့အယေဖျားလီချင်းဆိုတဲ့ပဋိညာဉ်တန်ဆက်ကိုရရှိတာကအခန်းကြီး16မှာ။အော်ဂျားရမအချင်းကွာသေးတာပေါ့။ဟုတ်တယ်။အနည်းဆုံး၁လနှစ်လောက်ကွာတယ်။ဒါကအရေးကြီးတယ်။ဆိုလိုတာကရှင်းနေပြီ။အာဗြဟံရဲ့ဖြောင့်မတ်ခြင်းဟာ အရေးပြားလေးချင်းဆိုတဲ့ဘာသာရေးထုံးတမ်းပေါ်မှာလုံးဝမမီခိုးဘူးအဲ့ဒါမလို့ခင်ကတည်းကသူဖြောင့်မတ်ပြီးတာဟုတ်ပြီဒါဆိုရင်အရေးပြားလေးချင်းကအဖာတက်ပေါ်လဲအလကားတတ်တတ်ပဲလားဘာကြောင့်ဖျားသိခင်ကအာဗြဟံကိုအဲ့ဒါလုခိုင်းတယ်လဲရှင်ကောင်းတယ်မေခုံပါရှင်ပေါလုကအရေးပြားလေးချင်းကိုရှော့တွေ့တာမဟုတ်ပါဘူး သူ့နေရာနဲ့သူအရေးပါပါတယ်။ဒါမဲ့သူ့ရဲ့ခန်းခန္ဓာကိုရှင်းရှင်းလင်းလင်းသိဖို့လိုတယ်။ရှင်ပေါလုရှင်းပြတာကအရေးဖြားလေးချင်းဆိုတာအာဗြဟံယုံကြည်ခြင်းအဖြစ်ရရှိနေပြီးသားဖြောင့်မတ်ခြင်းရဲ့တန်ဆိတ် seal ။ဒါမဟုတ်အမတ်အတာဆိုင်တတ်တပဲဖြစ်တယ်ဆိုတာပါ။တန်ဆိတ်အမတ်တာဟုတ်ကဲ့ဥမာထိုးရရင်စာချုပ် တစ်ခုမှာလက်မှတ်ထိုးပြီးတန်ဆိတ်ခေါင်းနေလိုက်တယ်လို့ပဲ။တန်ဆိတ်ခေါင်းကစာချုပ်ရဲ့အကြောင်းအရာကိုဖြစ်ပေါ်စေတာမဟုတ်ဘူးလေ။ဟုတ်တယ်နော်။ရှိပြီးသားသဘောတူညီချက်ကိုအတည်ပြုပေးတာ။ အဲ့ဒီသဘောပါပဲအရေဖျားလိချင်းကဖြောင်းမချင်းကိုရစေတာမဟုတ်ဘူးရပီသားဖြောင်းမချင်းကို အတင်းမှပြတဲ့အမှတ်လက္ခဏာပါအင်းဒါနားလေသွားပြီဒါဆိုရင်ဘီချင်းကရဲ့ချက်ကဘလိုမျိုးကြိုးတဲ့ရောက်မှုရှိစီလဲဘာကြောင့်ဒါကဧဝံဂေလိတရားအတွက်တကားခွင့်ပေးတယ်လို့ပြောရတာလဲဒါကတကယ်ကို အရေးကြီးတဲ့အချက်ပါပဲအာဗြဟံဟာအရေးဖျားလိချင်းမခံခင်ကတည်းကယုံကြည်ခြင်းအပြင်ဖြောင်းမထည်တဲ့ဆိုတဲ့အချက်က ဘာကိုဖြတ်တာလဲဆိုတော့ဖျားတခင်ရှေ့မှာဖြောင်းမရရောက်ဖို့ဂျူးလီမျိုးဖြစ်ဖို့မလိုဘူးအရေဖျားလိချင်းခံယူဖို့မလိုဘူးဆိုတာပါပဲ။အော်ဒါကြောင့်ဝဟုတ်ကဲ့ဒါကြောင့်အာဗြဟံဟာအရေဖျားလိချင်းမရှိဘဲယုံကြည်တဲ့တပါးမျိုးသားအလုံးရဲ့အပဖြစ်လာတယ်။ပြီးတော့အရေဖျားလိချင်းရှိပြီးအာဗြဟံလိုယုံကြည်ခြင်းလမ်းစဉ်ကိုလိုက်တဲ့ဂျူးလူမျိုးတွေအပလည်းဖြစ်တယ်။နှမျိုးလုံးအတွက်ပေါ့ဟုတ်ပါတယ်ဆလိုတာက လူမျိုးရေးယဉ်ကျေးမှုဘာသာရေးထုံးတမ်းစင်လာတွေရဲ့နေနစ်မြေတွေကိုဖြိုချလိုက်တာပဲယုံကြည်ခြင်းကသာလူသားအလုံးကိုဖျားသခင်နဲ့ဆက်သွယ်ပေးတဲ့တရားဖြစ်တယ်။ဒါသာဧဝံဂေလိတရားရဲ့တကပါလုံးဆိုင်ရာသဘောတဘာဝလူသားအလုံးအတွက်ဖြစ်တယ်ဆိုတာကိုပြတာလာပဲ။ဟုတ်ပြီ။နောက်ပြီးပညာတရားနဲ့ကတိတော်အကျုံးကိုလည်းရှင်းထားသေးတယ်နော်။ပညာတရားကကဲတင်ခြင်းလမ်းမဟုတ်ဘူးလို့ဆိုလို့တာလားရှင်။ဟုတ်ပါတယ်။ ရှင်ပေါလုကဆက်ရှင်တယ်ကဘာကိုအမွေခံရမယ်ဆိုရဲဖျားသခင်ရဲ့ကြီးမြတ်တဲ့ဂတိတော်အာဗြဟံနဲ့သူအမျိုးနွယ်အတွက်ပေါ့လေအဲ့ဒီဂတိတော်ဟာပြည့်ညတ်တရားကိုလိုက်နာခြင်းအပြင် ပြည့်စုံမှာမဟုတ်ဘူးလို့ပြောတယ်။ဘာလို့လဲရှင်။ဘာလို့လဲဆိုတော့ပြည့်ညတ်တရားရဲ့အဓိကလှုပ်ဆောင်ချက်ကလူတွေရဲ့အဖြစ်ကိုထင်ရှားစေဖို့ပဲဖျားသခင်ရဲ့စံနှုန်းတွေကိုငါတို့မမီနိုင်ဘူးဆိုတာကိုပြဖို့ဖြစ်တယ်။ ပညာတရားကိုချိုးဖောက်တဲ့အခါပါဖြစ်လေ။ဖျားတခင်ရဲ့အမျက်တော်တာနဲ့တရားစီရင်ခြင်းကိုပဲကြုံရစေတယ်။ဘယ်သူမှပညာတရားကိုအပြည့်အဝလိုက်နာလဲမှမဟုတ်ဘူးလေ။ဟုတ်ကဲ့။ဒါကြောင့်ဂတိတော်ပြည့်စုံမှုကပညာတရားအပေါ်မှာမူတည်နေဘယ်လိုမှခိုင်မဲမှာမဟုတ်ဘူး။ဒါပေမဲ့ကတိတော်ဟာယုံကြည်ခြင်းအပြင်ရရှိတဲ့ဖြောင့်မခြင်းအပေါ်မှာအခြေခံတဲ့အတွက်ဖျားတခင်ရဲ့ယေရှုတော်အတိုင်းဖြစ်လာတယ်။အော်ယေရှုတော်ကြောင့်ဟုတ်တယ်။ယေရှုတော်ကြောင့်ဖြစ်တဲ့အတွက်ခိုင်မြဲပြီးတော့ အာဗြဟံရဲ့အနွယ်ဝယ်အလုံးဆိုလိုတာကယုံကြည်သူအလုံးပေါ့ဂျူးဖြစ်ဖြစ်တဘာမျိုးသားဖြစ်ဖြစ်အလုံးတတေချာစိတ်ချရရတယ်။ကောင်းပါပြီ။ယုံကြည်ခြင်းယုံကြည်ခြင်းလို့ပြောနေတာ။ဒါဆိုဘလို့ယုံကြည်ခြင်းမျိုးကိုဆိုလိုတာလဲ။အခုတတိယပိုင်းငယ်၁၈နှစ်နှစ်ရောက်လာပြီ။ဒီမှာအာဗြဟံရဲ့ယုံကြည်ခြင်းကိုအသေးစိတ်ဖော်ပြထားတယ်။ဒါကလွယ်လွယ်ကူကူယုံလိုက်တာမျိုးမဟုတ်ဘူးနော်။ဟုတ်တယ်။လွယ်တာမဟုတ်ဘူး။သူ့အခြေအနေက လူအမြင်ရတော့လုံးဝမချစ်နိုင်တဲ့ခြေနေကြီးအသက်တရာနာနီးနေပြီ သူဇနီးစာရာကလည်းအသက်60ကလေးမရနိုင်တော့တဲ့အရွယ်ဟုတ်ကဲ့ဒီလိုခြေနေမှတားရပြီလူမျိုးကြီးဖြစ်လာမယ်ဆိုလဲကတိတော်ကိုယုံကြည်တယ်ဆိုတာတော်တော်အံ့ဩစရာပဲတကယ်အံ့ဩစရာပါအာဗြဟံရဲ့ယုံကြည်ခြင်းရဲ့ရည်သွေးကိုရှင်ပေါလုကတေးသေးချာချာဖုံဖော်ထားပါတယ်အဓိကစကလုံးကမျောလင့်စရာအကြောင်းမရှိပဲလက်မျောလင့်ခြင်း hoping against hope ပေါ့ in hoping against hope သူကဘုရားဖခင်ရဲ့ကတိစကားကိုယုံကြည်ခဲ့တယ်သူက သူ့ရဲ့အသက်ကြီးရင်ထိတေလူနီးပါးဖြစ်နေတဲ့ကိုကန္တာကို ထောက်ထားတယ်လို့သုံးသုံးထားတယ်စာရရဲ့ကလင်းမြာနိုင်တော့တဲ့တိုင်းကိုလည်းထောက်ထားတယ်အဲ့ဒါဘာကိုဆိုလိုတာလဲရှင်ထောက်ထားတယ်ဆိုတာဆိုလိုတာကသူအခြေအနေမှန်ကိုမျက်စိမိထားတာမဟုတ်ဘူးအဖြစ်မှန်ကိုသိတယ်အသက်ကြီးနေပြီစာရလည်းကလင်းမြာနိုင်တော့ကိုဆိုတာသိတယ် ်ဒါပေမဲ့အဲ့ဒီအခြေအနေတွေက သူ့ရဲ့ယုံကြည်ခြင်းကိုမယိုင်နဲ့စီခဲ့ဘူးဖျားသခင်ရဲ့ကတိတော်ကိုတန်တရားမပင်ခဲ့ဘူးဒါတကယ်အရေးကြီးတဲ့ချက်ပဲသူကအခြေအနေရဲ့ဖျားကိုခံစားရပေမဲ့အဲ့ဒီအောက်မှာဖျားဖျားဝတ်သွားတာမဟုတ်ပဲဖျားသခင်ရဲ့ကတိတော်ကိုပို့ပြီးမင်းမဲဆုတ်ခိုင်ခဲ့တာပေါ့ဟုတ်ပါတယ်သူဘာကိုအာယုံဆိုင်ခဲ့တယ်လဲဆိုရင်သူ့ရဲ့အခြေအနေမဟုတ်ဘူးဖျားသခင်ရဲ့တန်ခိုးတော်ကိုပဲအာယုံဆိုင်ခဲ့တယ်ဖျားသခင်ဟာ သေလွန်သောသူကိုအသက်ရှင်စေနိုင်တဲ့မရှိသေးတဲ့အရာတွေကိုရှိလာအောင်ဖန်တီးနိုင်တယ်ဆိုတဲ့အချက်ကို သူအကြည့်ပါယုံကြည်စိတ်ချခဲ့တယ်။အင်းဒါကြောင့်သူ့ကိုဂတိပေးတဲ့ဘုရားသခင်ဟာဂတိတိုင်းလုံးဆောင်နိုင်စွမ်းရှိတယ်ဆိုတာကိုသူလုံးဝမယိမ့်ယိုင်ပဲယုံကြည်ခဲ့တယ်။ဒီအချက်ကကျွန်တော်တို့အကစဉ်းစားစရာဖြစ်လာစေတယ်လီ။ကျွန်တော်တို့ဘဝမှာမဖြစ်နိုင်ဘူးလို့ထင်ရတဲ့အခက်ခဲတွေကြီးမားတဲ့စိန်ခေါ်မှုတွေကြုံလာတဲ့အခါဘာကိုအာရုံစိုက်မလဲ။ကျွန်တော်တို့ရဲ့အကန့်အသတ်တွေလား ဒါမှမဟုတ်အရာခတ်သိမ်းကိုတတ်နိုင်တဲ့ဘုရားသခင်ရဲ့တန်ခိုးနဲ့ဂတိတော်တွေလားဟုတ်ကဲ့အာဗြဟံရဲ့ဒီလိုခိုင်မာပြီးတုံဆိုင်ရဲ့မရှိတဲ့ယုံကြည်ခြင်းကဘုရားသခင်ကိုဖုံးတင်ချစေခဲ့တယ်။ဒါကြောင့်လဲဘုရားသခင်ကသူ့ရဲ့ယုံကြည်ခြင်းကိုဖြောင်းမချင်းဖြင့်မတ်ယူခဲ့တာဖြစ်ပါတယ်။ဟုတ်ကဲ့ပြီ။အာဗြဟံရဲ့ယုံကြည်ခြင်းဇလံကတကယ်ကိုအားကြကြလေးစားကြပါ။ဒါပေမဲ့ရှင်ပေါင်လို့ကဒီမှာတွင်ရက်မထွားဘူး။အခန်းငယ်23နဲ့24မှာလေ။ဟုတ်ကဲ့။ ထို့တော့မတ်တော်မူကြောင်းကိုအာဗြဟံတယောက်တည်းအတွက်တာ ရေးထားသည်မဟုတ်ငါတို့အတွက်ကြောင်းလဲရေးထားသည်လို့အတိအလင်းပြောတယ်။မှန်ပါပဲ။ဒါဆိုရင်ဒီအချက်တွေအားလုံးကဒီနေ့ခေတ်ဒီကျမ်းပိုက်ကိုလေ့လာနေသူတွေအတွက်ဘလို့လက်တွေ့ကျကျသိုက်နေတယ်လဲ။ The wise believers ကပြုစုထားတဲ့စင်ချင်းခံရိုးသွားရမယ့်အချက်များ take aways တွေကိုကြည့်ပြီးတောက်ကိုဆွေးနွေးကြည့်ရအောင်။ကောင်းပါပြီ။ဒီအနှစ်ချုပ်အချက်တွေကယောမာလေးရဲ့အဓိက သင်ခန်းစာတွေကိုလက်တွေ့ကြကြဆင်ကျင်သုံးသပ်ဖို့ကူညီပေးပါရစေဗျာ။ ်ပထမအချက်ထေကွေ့အေးနေဆက်ဆက်တာပေါ့ဖြောင်းမှန်ရရောက်ချင်းဟာကိုယ့်ရဲ့ကိုကျင့်တရားကောင်းမွန်မှုဘာသာရေးထုံတမ်းတွေကိုစိတ်စိတ်ဆက်ဆက်လိုက်နာမှုဒါမှမဟုတ်ကောင်းမှုကုသိုလ်ပြုမှုတွေရဲ့ရလမဟုတ်ဘူးဆိုတာကိုအခိုင်အမာလက်ခံဖို့လိုရဲ့တဟလုံးလုံးဖျားသခင်ရဲ့ကြီးစုတော်လက်ဆောင်ဖြစ်ပြီးယုံကြည်ခြင်းအပြည့်တာလက်ခံရရှိနိုင်တယ်။ဟုတ်။ဆိုလိုတာကကိုကိုကိုကယ်တင်ဖို့ကြိုးစားနေတာကိုရက်ပြီးခရစ်တော်ရဲ့ပြည့်စုံတဲ့လုံဆောင်ချက်ပေါ်မှာလုံလုံမိခေါ်အားထားဖို့ဖြစ်ပြီး ဒါကတော်တော်လေးနဲ့တဲ့အချက်ပဲဘာသာတရားတွေတော်တော်များများကကိုယ်တိုင်စ조사အထုံးမှုကိုအလေးပေးချိန်မှာဒီအချက်ကလုံးဝစန့်ကျင်မှာဖြစ်နေတယ်ကို조사မှုမဟုတ်ပေလက်ခံယုံကြည်မှုကအဓိကဆိုတော့တော်တော်ဒုတိယအချက်ကရောဒုတိယအချက် take away ဘီနဲ့ဆက်ဆက်ပါတယ်အာဗြဟံရဲ့စန္ဒမူနာအတိုင်းယုံကြည်ခြင်းမျိုးရှိဖို့조사အထုပ်ဖို့တိုက်တွန်းတယ်ဆိုလိုတာကမျက်စိရှိကမဖြစ်နိုင်ဘူးလို့ထင်ရတဲ့အခြေအနေတွေအခက်ခဲတွေကိုပဲစိုက်ကြည့်နေမယ့်အစားဘုရားသခင်ရဲ့တန်ခိုးတော် တစ္ဆာတော်နဲ့ဂတိတော်တွေကိုစိတ်ဆွဲမှပြီးယုံကြည်ကိုးစားဖို့ဖြစ်တယ်။အင်းဘဝမှာစိန်ခေါ်မှုတွေမုံတိုင်းနေကြုံလာတဲ့အခါတန်တရားစိတ်တွေကြောက်ရွံ့မှုတွေကိုဘေးဖယ်ပြီးအချိန်နေတွေထပ်ပိုကြီးမြတ်တဲ့ဘုရားသခင်ကိုအာယုံဆိုင်ဖို့တင်းယူရမှာဖြစ်တယ်။မှန်ပါတယ်။အချိန်နေတွေကိုမကြည့်ပဲဘုရားသခင်ရဲ့တက်နိုင်စွမ်းကိုယုံကြည်ဖို့ပေါ့။ဒါကကယ်လေးခြင်းယူရမယ်ယုံကြည်ခြင်းကြွတာတစ်ခုလိုပဲ။တတိယအချက်ကတော့ဘာလဲရှင်။တတိယအချက် takeaway C နဲ့ဆက်ဆက်တယ်ဗျာ။ ဧဝံဂေလိတရားရဲ့တကဘာလုံးဆံရသဘောတဘာဝကို အပြိဝနားလေလက်ခံဖို့ပါအာဗြဟံကိုအေးဖြားလီခြင်းမတိုင်ခင်ကနေကဖြောင်းမတလို့တတ်မှတ်ခဲ့တဲ့အချက်ကကေတင်ခြင်းဟာလူမျိုးယဉ်ကျေးမှုနောက်ခံဘာသာရေးထုံတန်းစင်လာတဲ့နဲ့လုံးဝမသက်ဆိုင်ဘူးဆိုတာကိုပြတယ်ဟုတ်ကဲ့ယုံကြည်ခြင်းရှိသူမိသူမဆိုဘယ်လူမျိုးပဲနောက်ခံကပဲဖြစ်ဖြစ်ဖျားသခင်ရဲ့မိသားစုဝင် အာဗြဟံရဲ့အမွေးခံဖြစ်နိုင်တယ်။ဒါကြောင့်ကျွန်တော်တို့စိတ်ထဲမှာရှိနေနိုင်တဲ့ခွဲခြားမှုနယ်နိမိတ်တွေကိုဒါကဖြိုးချပစ်စင်တယ်။ဟုတ်ကဲ့လူသားအလုံးတို့ဖွင့်ထားတဲ့တကားပေါ့။ကောင်းပြီ။နောက်ဆုံးနဲ့အရေးကြီးဆုံးအချက်ကိုဆက်သွားရအောင်။အခန်းငယ်24နဲ့25မှာလေအာဗြဟံအကြောင်းကနေကျွန်တော်ယုံကြည်ရမယ့်အရာစီမို့အပြောင်းလဲလုပ်သွားတယ်။ဟုတ်ပါတယ်။ဒါကအခန်းတစ်ခုလုံးရဲ့အထွတ်ထိပ်လို့ပြောနိုင်ပါတယ်ဗျာ။ ်ကျွန်တော်တို့ရဲ့ယုံကြည်ခြင်းဟာယေပြဲဖျားသခင်ကိုယုံကြည်တာမျိုးထက်ပိုတိကျရမယ်ဘုသူကိုယုံကြည်ရမလဲဆိုတော့ငါတို့သခင်ယေရှုကိုတည်ခြင်းမှ ထမြောက်စေတော်မူသောဖျားသခင်ကိုယုံကြည်ရမယ်အေးတည်ခြင်းမှထမြောက်စေတဲ့ဖျားဟုတ်ကဲ့ဘာကြောင့်လဲအငယ်25မှာအဖြေကိုပေးထားတယ်ယေရှုခရစ်တော်ဟာငါတို့၏အပြစ်များကြောင့်အနံ့ခြင်းကိုခံတော်မူ၍ငါတို့ကိုဖြောင့်မတ်ရသူရောက်စေခြင်းကထမြောက်တော်မူ၏ ဒီနေရာမှာအရေးကြီးတဲ့ဆက်ဆက်မှုနှစ်ခုရှိတယ်။ခရစ်တော်ရဲ့အသေးခံခြင်းကကျွန်တော်တို့ရဲ့အပြစ်ကြွေးတွေကိုဆက်ပေးတယ်။ဟုတ်ကဲ့။ဒါပေမဲ့ဒါနဲ့မပြီးသေးဘူး။ကိုတော်ရဲ့ရှင်ပြန်ထမြောက်ခြင်းကကျွန်တော်တို့ရဲ့ဖြောင့်မတ်ခြင်းကိုအတည်ပြုပေးတယ်။ဒီအချက်ကိုနည်းနည်းပိုရှင်းပြပါအောင်။ခရစ်တော်ရှင်ပြန်ထမြောက်တာကကျမတို့ဖြောင့်မတ်ခြင်းကိုဘလို့အတည်ပြုပေးတာလဲရှင်။ စဉ်းစားကြည့်ပါဗျာဘုရားသခင်ကခရစ်တော်ရဲ့အသေးခံခြင်းဆိုတဲ့အပြည့်အကျွေးအတွက်ပေးဆက်မှုကိုလက်ခံတော်မူကြောင်းအဲ့ဒီပေးဆက်မှုက လုံလောက်ပြီးပြည့်စုံကြောင်းဘလို့တတ်သိပြမလဲဟုတ်ဘလို့ပြမလဲခရစ်တော်ကိုတည်ခြင်းမှာအသက်ရှင်လဲထမြောက်စေခြင်းအပြင်တတ်သိပြတာပဲဒါဟာဘုရားသခင်ရဲ့တစီတုံးဘုရားသခင်ရဲ့အာမင်လို့ပြောလိုက်တာနဲ့တူတယ်အော်ဟုတ်ပြီ ခရစ်တော်အသေးခံပြီးအပြည့်ကျွေးချေခဲ့ပြီးအခုသူအသက်ရှင်လေပြီဒါကြောင့်သူ့ကိုယုံကြည်တဲ့သူတိုင်းလည်းအပြည့်ရဲ့အာနာစက်အောင်မှ မရှိတော့ပဲဖျားသခင်ရှိမှဖြောင်းမသူတည်းအသက်ရှင်နိုင်ပြီဆိုတာကိုရှင်းပြန်ထမြောက်ခြင်းကအာမခံပေးလိုက်တာပဲအာဒါကြောင့်ခရစ်ယာန်ယုံကြည်ခြင်းရဲ့မျှော်လင့်ချက်ဟာကားတိုင်းမှာအစုံမသက်ပဲလွတ်နေတဲ့သင်ချိုင်းကူမှအခြေတည်နေတာဖြစ်ပါတယ်ဒါကထေခွေတည်နေဆက်ဆက်ပါတယ်ပေရုံတမိုင်းဝအဖြစ်ပြက်တစ်ခုမဟုတ်ပဲကျမတို့ရဲ့ဖြောင်းမတ်ခြင်းအောက်တဲ့အသက်သွေးကြောဖြစ်နေတာပဲ ဒီနေ့ဆွေးနွေးခဲ့တာတွေကိုပြန်ကြည့်ရင်ယောမခန်းကြီးလေးဟာခရိယံယုံကြည်ခြင်းရဲ့အခြေခံအုတ်မြစ်ဖြစ်တဲ့ယုံကြည်ခြင်းအဖြစ်ဖြောက်မတ်ရာရောက်ခြင်းကိုအာဗြံရဲ့ဘောမနဲ့ခရစ်တော်ရဲ့အမှုတော်ချိဆက်ပြီးအမတန်ရှင်းလင်းအကောင်းစွာတင်ပြထားတယ်။ဟုတ်ပါတယ်။ကိုယ့်အကျင့်ကိုကြိုးစားမှုဘာသာရေးထုံးတမ်းတွေကိုအားကိုးခြင်းနဲ့လွတ်မြောက်ပြီး ဖျားသခင်ရဲ့ဂျေဇူးတော်နဲ့ဂတိတော်ပေါ်မှာယုံကြည်ခြင်းကတော့အဓိကဖြစ်ကြောင်းဒီလန်းဟာလူမျိုးဘာသာမခွဲခြားပဲလူသားအလုံးတက်ဖွဲ့လစ်ထားကြောင်းတီးခွင်ရပေးပါတယ်။ဟုတ်ကဲ့။နောက်ဆုံးအနေနဲ့ဒီနေ့ဆွေးနွေးခဲ့တာတွေနဲ့ပတ်သက်ပြီးဆက်လက်စဉ်းစားစရာအတွေ့အကြုံခြံထားခဲ့ခြင်းပါတယ်ဗျာ။အာဗဟံရဲ့ယုံကြည်ခြင်းဟာသူ့ရဲ့ကိုယ်ခန္ဓာဒီလူနီးပါးဖြစ်နေတဲ့အချိန်နဲ့ နောက်ပိုင်းအစ်ဆက်ကိုပူဇော်ဖို့အမိန်တော်လိုမျိုးတေချင်းတရားနဲ့ရင်ဆိုင်ရတဲ့အခြေအနေတွေမှာတော့တေချင်းမှာအတက်ကိုဖန်တီးနိုင်တဲ့ဖျားခင်ရဲ့တန်ဖိုးတော်ကိုအာယုံဆိုင်ခဲ့တယ်။ဟုတ်ကဲ့ဒါဟာကျွန်တော်တို့အတွက်စံနမူနာပဲဒီလိုဆိုရင်သခင်ယေရှုခရစ်တော်ရဲ့ရှင်ပြန်ထမြောက်ခြင်းမှာအထင်ရှားဆုံးပြသခဲ့တဲ့ဖျားခင်ရဲ့ကြီးမားဆုံးတော်တန်ဖိုးတော်တေချင်းကိုအောင်နိုင်တဲ့တန်ဖိုးတော်ကိုကျွန်တော်တို့အလေးနဲ့ဆင်ခြင်သုံးသပ်ခြင်းက ကိုယ့်ရဲ့ကိုယ်ပိုင်ဘဝထဲမှာရင်ဆိုင်နေရတဲ့လုံးဝမထင်နိုင်တော့ဘူးလို့ထင်မှတ်နေရတဲ့အခြေအနေတွေစင်ခုံမှုတွေကိုရင်ဆိုင်တွန့်ပြန်တဲ့ကျွန်တော်တို့ရဲ့ရှုမြင်ပုံနဲ့ယုံကြည်ခြင်းကိုဘလို့အစွမ်းထက်စွာပြောင်းလဲပုံတွင်းပေးနိုင်မလဲ။음စဉ်းစားစရာပဲเนาะ။ဒါကရင်မစ်အချက်လက်များကိုအခြေခံပြီးဆက်လက်တွေးတောဖို့ခြံထားခဲ့တာပါ။ဒီနေ့ကျွန်တော်တို့အတူတကွလေ့လာခဲ့တဲ့အကြောင်းအရာများအတွေ့အခြေခံအချက်လက်များကို The Wise Believers မှာပြုစုပြင်ဆင်ထားခြင်းဖြစ်ကြောင်း ထလောင်းအတီးပေးလိုပါတယ်ခင်ဗျာ။